အားလုံးမင်္ဂလာပါရှင်။ကျမတို့ဒေါက်တာဒွန်ဝင်းမြင့်ဖြစ်ပါတယ်။ကျမတို့ဒီဝီရိုဒီထဲမှာကလေးတွေအားလုံးပေါ့နော်ခုခံစွာအားကောင်းအောင်ဘလို့တော့စားစာရီစားရမလဲဘလို့တော့ပြုမှုနေထိုင်ရမလဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကျမတို့တွေကအခုချိန်ဆိုလို့ရှိရင်ရာသီဥတုပူပြောင်းလေးတွေပေါ့နော်။အခုဆိုလို့ရှိရင်ကျမတို့ຫນွေရနေပြီးတော့မှမိုးရသီကိုပြောင်းတော့မယ်။အဲ့လိုပဲကျမတို့နိုင်ငံမှာမိုးကနေဆောင်းကိုပြောင်းနေဆောင်းကနေပြီးတော့မှຫນွေကိုပြောင်းနေပေါ့နော်။အဲ့လိုတွေရာသီဥတုအခုပြောင်းလေးတွေမှာဆိုရင်များသောအဖြစ်ကတော့ virus တွေပေါ့နော်အဲ့တော့ကျမတို့နိုင်ငံမှာ virus တွေကလည်းပေါ်ပါတယ် virus တွေကလည်းအမျိုးလဲစုံနေပေါ့နော်အဲ့လိုစုံနေအတွက်ကြောင့်မလို့ဒါသသားမိမိလေးတွေကိုဆိုလို့ရှိရင်သွားပြီးတော့မှကူးစက်တတ်တယ်ပေါ့နော်အဲ့လိုကူးစက်တာနဲ့အများပဲကလေးလေးတွေအားလုံးကဆိုလို့ရှိရင်ကိုခံစွာအားနည်းနေတဲ့သူဆိုလို့ရှိရင်တော့ဒါပိုးပြီးတော့မှလည်းခံစားတတ်ပါတယ်ရှင်နော်အဲ့တော့ဥပမာဆိုလို့ရှိရင်တချို့ကလေးလေးတွေကပေါ့နော်သူများကလေးချောင်းဆိုးတယ်ဆိုကိုကလေးချောင်းဆိုးတယ်သူများကလေးနာစီးတယ်ဆိုရှေကိုကလေးနာစီးတယ်ပေါ့နော်အဲ့ဒါတွေအဓိကလည်းဘာနဲ့ဆိုင်တယ်လဲဆိုလို့ရှိရင်ကိုခန္ဓာကိုယ် ဲမှာရှိတဲ့ကုခံစွမ်းအားရဲ့ပေါ့နော်ကျမတို့ကတော့ immune system လို့ခေါ်တဲ့ဒီ system ကြီးဘလောက်အလုတ်လုံနေတယ်လဲဘလောက်တိုင်းတာဒီခံနိုင်မှုရှိတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ရှင်အဲ့တော့ပေါ့နော်ကျမတို့တွေကဒီကလေးလေးတွေအားဆိုရှင်မွေးလာကလေးကနေပြီးတော့မှာပေါ့နော်သူတို့မှာပေါ့နော်ကိုယ်ပိုင် immune system ဆိုတာလည်းပါလာပါတယ်အဲ့ဒီလိုပဲ mickensy ကနေပြီးတော့မှာရရှိတဲ့ immune system နဲ့ပါလာတယ်အဲ့တော့ပိုးတွေဝင်လာတဲ့အခါမှာလဲပေါ့နော်ပထမတစ်ချိန်ဝင်ပြီးသွားရင် နောက်တစ်ချိန်အတွက်ရရှိတဲ့ immune system ဆိုတဲ့ဒီကိုယ်ခံစွမ်းအားလေး၃လေးမျိုးကတော့ကျမတို့ဒါညီ ည်သူမဆူမှာပဲရရှိမိတာဖြစ်ပါတယ်ဒါပေမဲ့ပေါ့နော် ဘလို့ပဲဖြစ်ဖြစ်ကိုခံစွာအားနည်းနေတယ်ဆိုလို့ရှင်တော့အခုပြောသလိုပဲဖြားတဲ့ခါမှလည်းသူများ၃ရက်ဆိုကိုက၅ရက်သူများ၅ရက်ဆိုကိုကတပတ်ပေါ့နော်အဲ့လိုတွေကြာရှိစွာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့တသားမိမိလေးတွေကိုတော့အမြဲတမ်းကိုခံစွာအားကောင်းအောင်ဆိုပြီးတော့မှဆက်ပြီးတော့မှတော့ဒါမိမိတွေဖြစ်ဖြစ်တွေကနေပြီးတော့မှလှုပ်ပေးရမယ်ဆိုတာလေးတော့ရှိပါတယ်ရှင်နော်အဲ့တော့ကျမတို့တွေရဲ့ဒီ nutrition point of view ပေါ့နော်အဲ့တော့ဒီအဟာရပိုင်းကနေပြီးတော့မှပြောမယ်ဆိုရင်တော့တသားမိမိလေးတွေကကိုခံစွာအားကောင်းအောင်ဆိုရင်ကျမတို့တွေက vitamin C ပေါ့ ွယ်ဝတဲ့အစာအစာတွေဇင်ပေါ်ကျွယ်ဝတဲ့အစာအစာတွေနောက်ပြီးတော့မှဗိုက်တာမင် D တွေနောက်ဗိုက်တာမင် B တွေနော်ဗိုက်တာမင် E တွေ A တွေစသဖြင့်ပေါ့နော်ဒီလိုမျိုးဗိုက်တာမင်တွေကိုရရှိအောင်ဆိုရှင်များသောအားဖြင့်ပြုလုပ်လေးရှိပါတယ်အဲ့တော့ဗိုက်တာမင် D ကတော့ကျွန်မတို့ရတဲ့နေပူပြတယ်ပေါ့နော်ဒါကြောင့်မလို့ကလေးတွေလို့ဆိုရှင်နေထဲမှာပေါ့ဥမာမိနစ်20လောက်နော်ကျွန်မတို့တွေကလို့ဆိုရှင်မိခင်နှုတ်တိုက်တွန်းနှုတ်တိုက်တာမျိုးနောက်ပြီးတော့မှပြေးလွှားလှုပ်ရှားတာမျိုးဆိုဒါပြုလုပ်ပြီးလေးရှိပါတယ်နော်ကျွန်မတို့နိုင်ငံကလည်းနေပူတဲ့အတွက်ကြောင့်မလို့ဒါရရှိတယ်ပေါ့အဲ့တော့ဗိုက်တာမင် C တို့ဇင် င်းတို့ကတော့အဓိက main ဖြစ်တဲ့ဗိုက်တာမင်နဲ့သတ္တုဓာတ်ဖြစ်ပါတယ်အဲ့တော့ဗိုက်တာမင် C ကတော့အဓိကအားဖြင့်တော့ပေါ့နော်ဥပမာဆိုလို့ရှိရင်အသီးနှံတွေပေါ့လွယ်ဆုံးပြောမယ်ဆိုရင်တော့စာဆန်းကစ်သီးတို့လိမ္မော်သီးတို့နော်နောက်ပြီးတော့မှဒီလိုအသီးတွေကနေရရှိတယ်နောက်ပြီးတော့မှအရွက်တွေကဆိုရှင်ကျမတို့ကင်မွန်းချင်ရွက်တို့လိုချင်မောင်ရွက်တို့လိုမျိုးကနေပြီးတော့မှရရှိတာဖြစ်ပါတယ်ရှင်နော်ဒါကြောင့်မလို့တသားမိမိလေးတွေကိုကျမတို့က9လလောက်6လကျော်လောက်ကလေးကကျမတို့ဒီပေါ့နော်ဆန်းကစ်သီးဖြော်ရည်တို့နောက်ပြီးတော့မှတခါလိမ္မော်သီးဖြော်ရည်တို့တွေကျွေးတယ်ကျမတို့တစ်နှစ်ကျော်သွားပြီဆို ိုလဲကင်မွန်းချက်ဟင်းရီတို့မျိုးပေါ့နော်ဒီလိုဗိုက်တာမင် C များများရရှိတဲ့အစားအစာလေးတွေကိုကြွေးထားတယ်အဲ့လိုပဲကျမတို့ဇင်းဆိုလို့ရှိရင်လဲပေါ့နော်ဥပမာဇင်းကတော့အဓိကအားဖြင့်တော့ဒီပဇွန်တို့လိုကနေပြီးတော့မှရရှိတယ်ကြက်ဥကနေပြီးတော့မှရရှိတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီအစားအစာလေးတွေကိုလဲတာတာမီမီလေးတွေကိုကျမတို့ကြွေးတယ်ပရိုတင်းအားဖြင့်ဆိုလို့ရှိရင်လဲဥပမာအသားငါးပေါ့နော်နောက်တစ်ခုကကြားလို့ရှိရင်တော့ဒါ no ပေါ့ဒီလိုမျိုးကပရိုတင်းတက်ပေါ့ကျွဲသွားတဲ့အစားအစာလေးတွေကိုကြွေးတယ်ဆိုလို့ရှိရင်လဲဒါခုခံအားကောင်းတယ်လို့လဲပြောလို့ရပါတယ်ရှင့်နော်အဲ့တော့ကျမတို့အဓိကက တော့ဒီလိုမျိုးအစားစာတွေကိုနည်းနေတဲ့ကလေးတွေပေါ့နော်ဥပမာဆိုရင်အစားကြီးများတဲ့ကလေးတွေမျိုးမှာတော့ကျမတို့ supplement လို့ခေါ်တဲ့ဖြည့်စွက်စာလေးတွေကျမတို့ကတိုက်ရတယ်အဲ့တော့တိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒါ vitamin C တို့နောက်ပြီးတော့မှ zinc တို့ပေါ့နော်အဲ့လိုမျိုးတွေတစ်ခုချင်းတိုက်တာတွေလည်းရှိပါတယ်တချို့သော vitamin တွေဘူးတွေမှာတော့ပေါ့နော်ဒီ immune system အတွက်ကိုအကုန်လုံးပေါင်းထားတာလေကျမတို့ရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါင်းထားတယ်ဆိုတော့လည်းဒါတစ်ခုတည်းနဲ့ပဲပြည့်စုံတယ်လို့လည်းပြောလို့ရပါတယ်ရှင့်နော်အဲ့တော့ vitamin C တွေကတော့များသောအားဖြင့်ကတော့ gummy bite ထက်ကိုပေါ့သူက တော့ jelly ပုံစံလေးတွေပေါ့နော် jelly ပုံစံလေးတွေနဲ့လာတဲ့အားစီမျိုးလေးကျမတို့ကရှိပါတယ်အဲ့တော့တခုပဲပေါ့နော်မိမိတို့ကြည့်ရမှာတော့ jelly ပုံစံမျိုးတွေနဲ့လာတဲ့အားစီမျိုးတွေဆိုရင်တော့ကျမတို့တွေကတို့ဒီ transport လုပ်တဲ့နေရာမှာတော့အရေးကြီးပါတယ်နော် အန်တူတပြင်းတော့ကျမတို့ကကိုချင်းနေပေါ့နော်ဒါကြောင့်မလို့ဗိုက်တာမင်တွေကကြတော့သူကကြတော့ပျက်စီးလွယ်တဲ့အတွက်ကြောင့်မလို့ဥမာဆိုရှင်လာတဲ့အခါမှာလည်းပေါ့နော်ဥမာကိုချင်းကောင်းကောင်းလေးနဲ့လာတာမျိုးနောက်ပြီးတော့မှစတိုးလုပ်တဲ့အခါမှာဆိုရှင်လည်းကျမတို့ပေါ့နော်ရင်ညွန်းထားတဲ့အတိုင်းပေါ့နော်သတ်မှတ်ထားတဲ့အတိုင်းနဲ့ပေါ့နော်စတိုးလုပ်ထားပြီးတော့မှပဲပေါ့နော် user တွေစီကိုရောက်လာတဲ့အသုံးပြုတဲ့သူတွေရောက်လာတယ်ဆိုလို့ရှင်တော့ဒါအကောင်းဆုံးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးဗိုက်တာမင် C တွေစစ်နေပါတဲ့အခါမှာမျိုးဆိုတော့ကိုရီးယားရွယ်ကျွေးမယ်လို့စဉ်းစားမယ်ဆိုလို့ရှင်တော့ဘယ်လိုကိုချင်းမျိုး နဲ့သုံးတာလေနောက်ပြီးတော့ဘလို brand မျိုးကိုသုံးပါလေပေါ့နော်နောက်ပြီးတော့ပစ္စည်းသုံးတဲ့ခါမှာဆိုရှင်လည်းအမှ hologram လေးတွေပါထားတယ်ဆိုတော့ဒါလည်းအတူအပလေးတွေကလည်းကိုကိုကိုကြည့်ပြီးတော့မှသုံးရတဲ့ဟာမျိုးတွေဖြစ်ပါလေရှင်နော်ဒါကြောင့်မလို့ကျမတို့ဟိုပေါ့နော်သုံးမယ်ဆိုရင်လည်းတသားမိမိတို့တက်ကိုကသဘာဝအနေနဲ့အစားအစာတွေကျမတို့ကျွေးမယ်နောက်ပြီးတော့ဖြစ်ဆွက်စာအနေနဲ့ကျွေးမယ်ဆိုလို့ရှင်လည်းပေါ့နော်ဘလိုမျိုးဒီစိတ်မျိုးကိုသုံးမယ်တကယ်ကိုပဲစနစ်တကျတည်ဆောင်လာတဲ့ပစ္စည်းမျိုးသုံးနေဆိုလို့ရှင်တော့ဒါပို့ပြီးတော့မှလည်း effective ဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြ ြချင်ပါတယ်ရှင်အားလုံးလည်းအကြံပေးချင်ပါတယ်ရှင်အဲ့တော့ဗောနော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်